Hello အားလုံးမင်္ဂလာပါကျွန်တော်မင်းသက်ပါအဲကျွန်တော်အခုဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကိုကြွားမဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတပုံလောကရဲရောက်လာဆယ်နှစ်ကျော်ပြီပေါ့နော်သင်တန်းပြနေတာက၈နှစ်နေပါလောက်ရှိပြီအဲကြောင့်ကျွန်တော်ပုံတွေလည်းတွေ့ဘူးကောင်းတွေ့ဘူးလိမ့်မယ်ပေါ့နော်တချို့တွေကတော့မတွေ့ဘူးပေါ့ထားပါတော့ဒီထဲမှာကျွန်တော်ပြောချင်တာတချို့တွေကပေါ့နော် ကျွန်တော်တို့လူဆယ်စုနှစ်တစုလောက်တပုံရိုက်လာတဲ့တပုံဆရာတွေရဲ့ပုံတွေကိုကြည့်ကြည့်ပြီးရယ်ဆိုရင်သူတို့ဘာထင်လဲဆိုတော့သူ့မှာဆိုရင်ကတော့သူက professional တပုံဆရာတယောက်ဖြစ်တဲ့အတွက် သူ့မှာဆိုပစ္စည်းတွေဆိုရင်ဘာမေးလိုက်မေးလိုက်ရှိနေမှာပဲဗောနော်အဲ့လိုမျိုးကျွန်တော်ထင်ကြရပါဗောနော်အဲ့တော့ဒါဆိုရင်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကဘာတွေလဲဘာပစ္စည်းတွေကျွန်တော်မှာရှိလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးနံပါတ်1အနေနဲ့ကတော့ကျွန်တော်ဓာတ်ပုံဆရာတယောက်ဖြစ်တဲ့အတွက်နံပါတ်1အနေနဲ့ကင်မရာအကြောင်းစာပြောပါမယ်ကျွန်တော်ဘာကင်မရာခိုင်းလဲဆိုတော့ EOS RP လို့ခေါ်တဲ့ Canon brand ကိုကျွန်တော်ခိုင်းပါတယ်ဒီပါပါဒါလားတော့တော်တော်များတော့သိပါတယ်ဒါပေမဲ့ကျွန်တော်ကင်မရာကတခြား RP တွေနဲ့ ကွဲနေရတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ limited edition ဖြစ်တယ်တစ်ခါလုံးမှာအလုံး9000ပဲရှိရပေါ့နော်အဲဒါကျွန်တော်အိုက်ထက်တစ်လုံးကိုကျွန်တော်ရထားပါဘာလို့လဲကျွန်တော် RP ကိုအရင် crazy ဖြစ်တဲ့အတွက်အဲကျွန်တော် RP ကို limited edition ခိုင်းထားပါနောက်တစ်လုံးကိုထပ်ပြီးမ change ကျင်တော့လို့ RP နဲ့အတူကျွန်တော်တွဲပြီးတော့ဒီ24105 RF LAN အနီးပတ်လေးကျွန်တော်တွဲထားပါတယ်တော့ F4 ပေါ့နော်အဲဒီအတွဲကိုတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တယ်သူ့ဒီ lens က F4 ဖြစ်ပေမဲ့လည်း105မှာသူ့ရဲ့ bokeh ကတအားလှတာပေါ့နော် အာကျွန်တော်တို့ဒီ prime line နဲ့တုံးပြီးရိုက်တက်လောက်ကိုဒီထွက်တယ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ် shape တက်လည်းကောင်းတယ်ပေါ့နော် focus လိုက်တာလည်းညံ့တယ် rf ဖြစ်တယ်ပေါ့ပေါ့အဲ့တော့ဒီနေရာမှာ twin jet အနေနဲ့ပြောချင်တာက rpv ဝယ်တဲ့ချိန်ကျရင်သူနဲ့အတူ stm 24105 lens တွေပါတယ်ပေါ့နော်သူကတော့ aperture အရှင်းတဲ့ lens ဖြစ်တဲ့အတွက်အဲ့ lens ကိုတော့ကျွန်တော် recommend မပေးဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းလုံးဝမကြိုက်ဘူးပေါ့နော် full frame ဖြစ်ပြီးတော့ aperture အရှင်းဖြစ်နေတော့ကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်ထပ် man blue တွေ man blue တွေရှိလဲကျွန်တော်မှာ ီဒီတရွဲအပြင်နောက်ထပ်အမှန်ဘလူးအပူနှစ်လုံးပဲရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကရမယန်ကတေဘတော့တွေအရင်များတဲ့အတွက် micro pyre lens ကို prime lens နဲ့ရပါတော့အဆင်ပြေမဲ့ lens တစ်လုံးဟိုကျွန်တော်ရွေးချယ်ထားတဲ့အချိန်မှာကျွန်တော်ကအာဒီ RF ရဲ့ 35mm 1.8 lens တစ်လုံးကိုကျွန်တော်ရွေးချယ်ထားပါတယ်။ဒါခါလေးကြာရင်ပေါ့နော်ကျွန်တော်တို့ကအာမီ3မီမရိုက်ကျင်မှုအပါချာလေးပွင့်ကျင်တယ်။အဲ white လေးလည်းရကျင်တယ်ပေါ့နော်။ဒီကောင်းလေးကိုကျွန်တော်ရွေးချယ်ထားပါတယ်။အသုံးတော်နေရဲ့ အဲဒါပေမဲ့ကျွန်တော်အတွက်ကမရှိမဖြစ်လမ်းတစ်လုံးလည်းဖြစ်တယ်ပေါ့နော်အရှိဖို့လိုလို့အတွက်ကျွန်တော်ဝယ်ထားဖြစ်ပါတယ်နောက်တစ်လုံးအဲကျွန်တော်ဗီဒီယိုထဲမှာခဏခဏပြောရပါတော့လက်ရှိကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်ဒီလမ်းတစ်လုံးနဲ့ပဲတုံးရိုက်နေရများ50 mm 1.4 lens ဖြစ်ပါတယ်သူက USM ဖြစ်ပါတယ်ခုနက50လေးက STM လေးပေါ့နော် USM အဲဒီကောင်ကတော့ကျွန်တော် IF lens ဟုတ်တဲ့အတွက်ကျွန်တော်ဒီမှာ adapter နဲ့တွဲပြီးတော့တုံးရပါတယ် adapter လေးပေါ့နော် tally လို့ပြောင်းအရှိကြီးလေးမရှိပါဘူး white အရင်ကျဲတဲ့ white တွေလည်းမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလည်းတိတ်ပြီးအဲ့ဒါတွေမရိုက်ဖြစ်လို့ပါအာရိုက်ဖို့လိုတဲ့အချိန်ကျရင်တော့ငှားရိုက်တယ်ပေါ့ဗျာဘာဖြစ်လို့ဆိုတော့အများတန်းတော့မလိုဘူးလေအဲ့ဒါအများတန်းတော့မလိုတဲ့အတွက်အဲ့ဒါတွေကိုကျွန်တော်မဝယ်ထားဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်က one flash photographer တယောက်ဖြစ်တယ်ပေါ့နော်အာဒါဒါကလည်းတော်တော်များများတည်တယ်ပေါ့နော်အဲဒီ speed light flash နဲ့ကျွန်တော်က တန်တန်းနေတောင်ကျွန်တော်ဖွင့်ထားတယ်ကျွန်တော်ဘာရိုက်ရိုက်ဒီ speed light flat နဲ့ပဲရိုက်ဘယ် flat လဲကိုတော့တဲ့860နှစ်ပါဒီတဲ့ model မြင့်တဲ့ flat တွေအများကြီးပေါ်နေပါပြီဒါပေမဲ့ကျွန်တော်မဝယ်သေးပါဘူးဒါလေးကိုပဲကျွန်တော်သဘောကျနေပါပါကျွန်တော်တကအဆင်ပြေပါနော်တကယ်ကြောင့်တကယ်ကြောင့်လည်းဖြစ်တဲ့အတွက်သုံးရတာအရင်အဆင်ပြေတယ်ဘတ်ထရီကြိုက်ခံတယ်ပေါ့နော်65ဝက်ပဲရှိတဲ့ဒီ flat လေးကိုကျွန်တော်လက်ရှိသုံးပါတယ်ဒီ flat ကိုပဲကျွန်တော် on flat off flat indoor outdoor အကုန်လုံးကိုကျွန်တော်သုံးပါတယ် အဲဒါမဲ့ကျွန်တော်မာဒီတလုံးနဲ့ရှိရလားဆိုတော့နောက်တဲ့တလုံးတော့အဖို့ရှိတယ်။ X02 ကိုပဲနောက်တလုံးရှိသေးရပါတော့။ Indoor တွေကြာရင်ကျွန်တော်နှလုံးသုံးပြီးတစ်ခါတည်းရိုက်တယ်ပေါ့နော်။အဲကြတော့ဒါဆိုဒီနှစ်ခုကိုချိန်ဆဖို့အတွက် trick ကအရင်ကတော့ကျွန်တော်က trick ကို X Pro သုံးတယ်ပေါ့နော်။ကျွန်တော်တပည့်တယောက်ကကျွန်တော်ကိုပြီးခဲ့တဲ့နှစ်ကအာပြီးခဲ့တဲ့နှစ်တော့မွေးနေ့လက်ဆောင်ပေးတော့ကျွန်တော်မှာဖြီးပေါက်ထားပါတော့နော်။ X3 တလုံးကျွန်တော်လက်ဆောင်ရထားပါတယ်။ X3 ကျွန်တော်လက်ရှိသုံးပါတယ်။ကျွန်တော်မှာ X2 တွေလည်းရှိရပါတော့။ အဲ့ဟုတ်တယ် A studio တွေရှိရဲဒါတော့တင်တန်းမှာတင်တန်းသားတွေအတွက်လိုအပ်တယ်ဆိုရင်ကျွန်တော်ထုတ်ပြီးသုံးတယ်ပေါ့နော်ဆိုတော့ဒါမို့ဆရာတယောက်အနေနဲ့ကင်မရာတွေပြီးသွားပြီ flat တွေပြီးသွားဆိုနောက်ထပ်အရေးကြီးဆုံးကကွန်ပျူတာပါပဲကျွန်တော်ကွန်ပျူတာကကွန်ပျူတာရဲ့ performance က i5 ကို11 gen နဲ့ run 16 gen နဲ့အဲကျွန်တော်တို့ဒီ hard disk ကတော့ကျွန်တော် 6TB လားမသိဘူးကျွန်တော်စိုက်ထားတာပေါ့နော်အော်ကျွန်တော်ဒီဒီတစ်လုံးဒါ monitor ကတော့28လမှကျွန်တော်ရွေးချက်ထားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်က ဒီကွန်ပျူတာမှာပဲကျွန်တော်ကရုပ်ရှင်ကြည့်တတ်လို့ပေါ့နော်အဲတော့ဒါအရင်အရေးကြီးပါတယ်ရမရမခီးသွားချိန်ကျရင်သုံးဖို့လဲကျွန်တော်ကျွန်တော်ဓာတ်ပုံဆရာတယောက်အနေနဲ့ laptop တလုံးတော့ရှိထားတယ်နေပေါ့နော် Okay ဒါကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေသိထားပြီဆိုတော့ကျွန်တော်အာညီကိုတို့ကျွန်တော်ပြောချင်တာကတော့ပစ္စည်းတွေအများကြီးစုံစုံလင်ရှိနေမှာပုံကောင်းနေရမှာပေါ့ဘူးကို့မှာရှိရဲ့ပစ္စည်းကိုအဓိကအသုံးချရဖို့လိုပါတယ်အဲတော့ကို့မှာရှိရဲ့ပစ္စည်းကိုအသုံးချဖို့ကကိုယ်ဝယ်ထားတဲ့ပစ္စည်းက ဝယ်ထားတာမှန်ကန်မှုလွယ်ပေါ့နော်။အဲကြောင့်တခုခုကျွန်တော်ကင်မရာနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုဝယ်မယ်ဆိုရင်တကယ်နားလည်တဲ့ကျန်သူတွေမှာမင်းမြန်ပြီးတော့ဝယ်ဖို့အကြံဉာဏ်ပြုချင်ပါတယ်။ကျွန်တော်ကဒီ body guide နဲ့ကျွန်တော်ကတော့ဓာတ်ပုံရိုက်မယ်။ကျွန်တော်ကတော့ video ပါရိုက်မယ်။အဲကျွန်တော်ကနှစ်မျိုးလုံးရိုက်ချင်တဲ့ဝါသနာပါတယ်။ကျွန်တော်က video တည်တတ်မယ်ရိုက်ရိုက်မယ်။အဲကြောင့်ဘာကင်မရာတွေ balance တွေရွေးချယ်မလဲဆိုတာကကင်မရာရောင်းဝယ်တဲ့လူတွေဖြစ်ဖြစ်ဒါမှမဟုတ်ရင်တင်တန်းပြတဲ့ဆရာတွေဖြစ်ဖြစ်မင်းမြန်ပြီးတော့မှဝယ်ပါ။အဲတော့ ဟော user တွေကိုမေးပြီးတော့ဝယ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကိုက lens တစ်ခုကိုကြိုက်နေပြီဆိုရင်အဲ့ lens ကိုတကယ်သုံးမှုရတဲ့သူတွေကိုမေးပြီးတော့ဝယ်ပါအဲ့ကြတော့အားလုံးမင်္ဂလာပါကျွန်တော်မြန်မာမှာဓာတ်ပုံနဲ့ပတ်သက်တဲ့သင်တန်းတွေကိုအာဘန်ကောက်ရန်ကုန်မန္တလေးတွေမှာအပြင်မှာတက်လို့ရသလို online class တွေလည်းအချိန်ခါမရွေး data မရွေးရနဲ့တက်လို့ရအောင်ကျွန်တော်သင်တန်းလေးဖွင့်ထားရှိပါတယ်အခြေခံတွေစပြီးတော့ပုံပြနီး lighting သုံးနည်းတွေအကုန်လုံးတက်လို့ရပါတယ်အဲ့ကြတော့ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်ကျွန်တော်သဘောကျရင်ဆိုရင် like and share လေးလုပ်ပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်